ခုံကြီးပြန်ဇာပနာအခမ်းအနားတွေမှာလူအများစုစိတ်ဝင်စားကြတဲ့စံကြောင်းချအခမ်းအနားကိုဒီနေ့ရိုက်ကူးတင်ဆက်ပေးထားပါတယ်။ဖိဇာလက်ကန်းစာဆောင်တွေမှာတော့အချိန်အတိအကျနဲ့ကိုကြေညာထားရပြီးတော့ဆရာတော်ကြီးရဲ့တပည့်တကားတက္ကမတွေကလည်းအချိန်မီသွားရောက်ဖူးမြော်ဖို့အတွက်ပြင်ဆင်ရတဲ့အထီးကိုပဲအရေးကြီးပါတယ်။အဲ့ဒါဆိုရင်ကျွန်တော်လဲစိတ်ဝင်စားမိတာကစံကြောင်းချအခမ်းအနားဆိုတာဘာလဲ။ဘလို့ပုံစံနေစံကြောင်းချအခမ်းအနားကိုကျင်းပကြတာလဲ။ဘာကြောင့်ဒါအရေးကြီးတာလဲဆိုတာကို သွားရောက်လေ့လာရင်းနဲ့ကျွန်တော်တငယ်ချင်းတွေအတွက်ပါသေချာရိုက်ကူးတင်ဆက်ပေးထားပါတယ်။ဒီဗီဒီယိုလေးကိုတော့မန္တလေးတိုင်းကြောက်ရောင်းမြို့နယ်အတာကြီးရွာမှာရိုက်ကူးခဲ့တာဖြစ်ပြီးတော့ပြန်လည်တော်မူသွားတဲ့ဆရာတော်ကြီးကတော့အတာကြီးရွာအောင်မင်္ဂလာကျောင်းတိုက်ဦးစည်းပဒနာ နာယကဆရာတော်ဖရာကြီးဗာရဏာစန္နာသီရီမထေရဖြစ်ပါတယ်။ ားလုံးပဲမင်္ဂလာပါကျွန်တော်ဦးရင်မူပါဗျာအခုကျွန်တော်တို့စံကြောင်းချအခမ်းအနားလေးကိုလေ့လာရင်းနဲ့ဆရာတော်ကြီးကိုအတူတူဖူးကြရအောင်နော်ဆရာတော်ကြီးပြန်လွန်တော်မူပြီးတဲ့နောက်ရသက်တစ်ပတ်နှစ်ပတ်ခန့်ကိုဆရာတော်ကြီးသတင်းသုံးစံမြန်းတော်မူရာကျောင်းဆောင်အပေါ်ထဲမှာပဲဆရာတော်ကြီးရဲ့ရုပ်ကလတ်တော်ကိုအပူဇော်ခန်းထားရှိကြပါတယ်ခမ်းအနားစီစဉ်ရသလိုရှိရင်ဒီနေ့မနက်9:00နာရီချိန်မှာဆရာတော်ကြီးကိုစံကြောင်းချအခမ်းအနားကျင်းပမယ်နေ့လယ်12:00နာရီမှာအေးရင်ကျူးမယ် မနေ့ပြန်နေ့လယ်12နာရီမှာလဲနောက်ထပ်တစ်ကြိမ်အေးရင်ထပ်ကျူးမယ်ဆိုတော့အေးရင်ကျူးမှာက2ရက်ဖြစ်ပါတယ်အဲ့ဒီလိုအေးရင်ကျူးအပူဇော်ခံမဲ့မန်ဒတ်စီကိုဆရာတော်ဤသတင်းသုံးစံမြန်းတော်မူရာចောင်းဆောင်ဘဝနေပြီးတော့ဆရာတော်ဤရုပ်ကလက်တော်ပင့်ဆောင်တဲ့အခမ်းအနားလေးကိုစံចောင်းချတဲ့အခမ်းအနားဆိုပြီးတော့ခေါ်ကြတယ်လို့သိရပါတယ်အခုလိုစံចောင်းချအခမ်းအနားကိုရွာသူရွာသားတွေကဘလောက်ထိအလေးထားကြလဲဆိုတာကိုအခုဗီဒီယိုမှာမြင်တွေ့နိုင်ပါတယ် ရုပ်ကလတ်တော်ကိုပင်းဆောင်တဲ့အခါမှာခြေဘွားတော်ကိုရှေ့ရနေထားပြီးတော့ပင်းဆောင်ရတယ်လို့သိရပါဗျ။ဥကောင်းတော်ကိုရှေ့ရထားပြီးလုံးဝပင်းဆောင်လို့မရဘူးလို့ဘုသူတ္တတခုရခဲ့ပါဗျ။ ောင်တို့ကြီးရအုပ်စုအတာကြီးရအောင်မင်္ဂလာကျောင်းတိုက်ဦးစည်းပဒနာနာယကဆရာတော်ဗာဒနာစန္နာတိရိမထေသက်တော်80နှစ်တိခါတော်60ဝါရှိပါပြီဆရာတော်ဤရဲ့ဇာပနာအခမ်းအနားပူရလေးကိုအစာဆုံးတင်ဆက်ပေးထားတာရှိပါတယ်အကြည့်ကြရသေးဘူးဆိုတော့ကျွန်တော် channel ထဲမှာဝင်ကြည့်ပေးလို့ရပါတယ်ဗျဒီဗီဒီယိုလေးမှာတော့ဆရာတော်ကြီးရဲ့အကြောင်းတွေထေရုပ်ပတ်တိတွေကိုတင်ဆက်မပေးတော့ပါဘူးเนาะ မန္တတဲကိုရောက်တဲ့အခါမှာဆရာတော်ကြီးရဲ့ရုပ်ကလတ်တော်ကိုအင်းအင်ကျူးမဲ့မြားပခတ်တော်ပေါ်ကိုပင်ဆောင်ကြပါတယ်။ တော့ရဲ့ရွယ်ချက်ကကျွန်တော်ရဲ့တငယ်ချင်းတွေကိုတိုင်းမသွားပြစ်မရောက်ဖြစ်ပေမဲ့ကျွန်တော်ဗီဒီယိုလေးကိုကြည့်လိုက်တဲ့အချိန်မှာကိုတိုင်းသွားဘူးရောက်ဘူးသွားတယ်လို့ခံစားရစီဖို့အတွက်ရည်ရွယ်ပါတယ်ဗျအဲ့ဒါကြောင့်မလို့ကျွန်တော်သွားလာလေပတ်ခဲ့တာတွေကိုဗီဒီယိုလေးတွေအဖြစ်နဲ့သေချာမှတ်တမ်းတင်ပြီးတော့တင်ဆက်ပေးတာပဲဖြစ်ပါတယ်ဒီဗီဒီယိုလေးနဲ့ပတ်သက်ပြီးတော့ ပြောစရာတစ်စုံတစ်ရာရှိခဲ့လို့ရှိရင် comment မှာမန်းခဲ့ပေးဖို့ဝေဖန်ခဲ့ပေးဖို့တောင်းဆိုကြပါတယ်ဗျ။ကျွန်တော်ရဲ့ channel လေးကိုသဘောကျတယ်ဆိုလို့ရှိရင် subscribe နှိပ်ခဲ့ပေးပါဗျ။အသစ်တင်တိုင်းသိအောင်လဲ notification လေးကိုပါနှိပ်ခဲ့ပေးဖို့အတွက်တောင်းဆိုကြပါတယ်။ ဆိုင်းနေအဆိုတော်ကလည်းငိုချင်းကိုအစာဆုံးကိုတီးခတ်ပေးနေပါဗယ်ဆရာတော်ကြီးရဲ့ဆွေတော်မျိုးတော်တွေနဲ့တပည့်တကာတကမာတွေကလာရောက်ဖူးမြော်ကြတော့ကြပါဗယ် Música ဲ့ဒီနောက်မှာတော့ဓမ္မစကြာဝိရုအဖွဲ့ကရုပ်ဖက်ပူဇော်ကြပါတယ် ठीक है ိုးရော်တွေကိုယ်တိုင်တီဆိုရင်းနဲ့ပူဇော်ပေးနေတာကိုတွေ့မြင်ရပါတယ် ဒီနေ့ရစံကြောင်းချအခမ်းအနားဗီဒီယိုလေးကတော့ဒီလောက်ပါပဲဗျကြည့်ရှုခဲ့တဲ့အတွက်ဘုသူဒ္ဓတွေရရှိမယ်လို့ထင်ပါတယ်ကျွန်တော်ဗီဒီယိုလေးနဲ့ပတ်သက်ပြီးကြိုင်းနေတတ်လို့ရှိရင် comment မှာတခုခုမန်းခဲ့ပြီးပါဗျအခြားသောဝေဖန်မှုတွေလည်းဝေဖန်ခဲ့ပြီးလို့ရပါတယ်ဗျဝေဖန်မှုအားလုံးကိုကြိုဆိုနေပါတယ်ဒီဗီဒီယိုလေးရနောက်ဆက်တွဲဖြစ်တဲ့ဇာပနာအခမ်းအနားဗီဒီယိုလေးကိုတော့မကြည့်ရသေးတဲ့သူတွေအတွက်ကျွန်တော် channel ထဲမှာပဲဝင်ရောက် share ဖွေကြည့်ရှုနိုင်ပါတယ်နောက်ဗီဒီယိုမှာပြန်တွေ့ကြမယ်နော် bye bye